ူလိုင်လ9ရက်နေ့ကအမျိုးဘသာသဒနာဆောက်ရှောက်ရေးအဖွဲ့မဘသာကအစိုးရကိုတောင်းဆိုထားတဲ့တောင်းဆိုချက်တွေကိုပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်တယ်လို့မဘသာဦးဆောင်ဆရာတော်တွေကမိန့်ကြားခဲ့ပါတယ်။မဘသာဆရာတော်တွေရဲ့အစည်းအဝေးကိုဂျူလိုင်လ12ရက်နေ့ကအင်းစိန်ရွာမှာပရီယတီစာတင်လိုက်မဘသာဘုဟုမှာကျင်းပပြုလုပ်ခဲ့ပြီးနောက်အသည့်ပေးညွှန်ကြားချက်တစ်စုံကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီညွှန်ကြားချက်မှာအချက်6ချက်ပါဝင်ပါတယ်။အဲ့ဒီအချက်တွေထဲမှာရန်ကုန်မြို့စီဒိုနာဟိုတယ်မှာဂျူလိုင်လ9ရက်နေ့ကကျင်းပတဲ့မိတ်ဆုံညစာစာပွဲအခမ်းအနားမှာဦးဖြုံးမင်းသိန်းရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းချက်ကိုသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနပြည်တော်စုဝန်ကြီးသူရောက်ဦးအောင်ကတကယ်တော့ဒီမိုကရေစီမှာလွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။သူ့ရဲ့အယူဆတစ်ခုကိုထုတ်ဖော်ပြောဆိုတာဖြစ်လို့ဒါနဲ့ပတ်သက်ပြီးတော့သီးခြားသဘောထားမှတ်ချက်ပေးစရာမရှိပါဘူးလို့ပြောကြားခဲ့ပါတယ်။ပြည်တော်စုဝန်ကြီးသူရောက်ဦးအောင်ကရဲ့စကားအရမမသားမလို့အဲ့တော့ပါဘူးလို့ဦးဖြိုးမင်းသိန်းရဲ့စကားဟာသူ့ရဲ့သဘောထားမှတ်ချက်သာဖြစ်ပြီးနိုင်ငံတော်အစိုးရရဲ့သဘောထားမူဝါဒမဟုတ်ကြောင်းသိရှိရပါတယ်။ဒါကြောင့်ဦးဖြိုးမင်းသိန်းရဲ့စကားနဲ့ပတ်သက်ပြီးအလေးကြီးပြုစရာမလိုတော့ပဲဒီမိုကရေစီသဘောတရားအရာ သူ့ရဲ့လွတ်လပ်စွာပြောဆိုခြင်းများသာဖြစ်တယ်လို့မှတ်ယူရမှာဖြစ်ပါတယ်။အဲ့ဒီအချက်တွေထဲမှာမဘာသာဖွဲ့ကြီးဟာတန်ကာတော်အရှင်သူမြတ်များသာတည်တံ့ဖွဲ့စည်းထားတဲ့တန်ကာအဖွဲ့စည်းမဟုတ်ပါအမျိုးသားရေးဘာသာရေးသာသနာရေးဆိုင်ရာလိုအပ်တာတွေကိုစောင့်ရနိုင်ဖို့ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များစိတ်တူကိုယ်တူစုပေါင်းဖွဲ့စည်းထားတဲ့သာသနာ့အဖွဲ့စည်းကြီးဖြစ်တယ်လို့အသိပေးညွှန်ကြားချက်မှာပေါ်ဝင်ပါတယ်ဒါအပြင်မြန်မာပြည်တော်ရှိမဘာသာအဖွဲ့တွေအနေနဲ့လောကအေဂျင်မဘာသာမြေတားလွန်စောက်ပုတ်နဲ့အညီယဟန်ရှင်လူပြည်သူများနှလုံးစိတ်ဝမ်းအေဂျင်ကြစေဖို့ဆန္ဒဖော်ထုတ်တာဆန္ဒဖော်ထုတ်ဖို့ စီယုံတိုက်တွန်းတာနဲ့မပြုလို့ကြဘူးနဲ့မိမိတို့ရဲ့အမျိုးပါသောသန္တနာပြုလုပ်ငန်းတွေကိုမေတ္တာရှေ့ထားပြီးအေးအေးချမ်းချမ်းဆက်လက်ဆောင်ရွက်ကြဖို့အသိပေးညွှန်ကြားလိုက်တယ်လို့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။အသိပေးညွှန်ကြားချက်ထုတ်ပြန်မှုမှာပါဝင်ခဲ့တဲ့မဘာသာဘဟုရဲ့ဥဆောင်ဆရာတော်ဗန္နနာတိလက္ခဏပြီးဝင်တာရွှေရုတိပိဋကဆရာတော်ကညွှန်ကြားချက်ထုတ်ပြန်ခဲ့မှုအကြောင်းနဲ့ပတ်သက်ပြီးအခုလိုမိန့်ကြားထားပါတယ်။အဲဒီနေ့လုပ်တဲ့အစည်းအဝေးကတော့လေဟိုခုနှစ်နေတုန်းကလုပ်ခဲ့တဲ့အစည်းအဝေးမှာကအကျိုးအကြောင်းကို တိတိကျကျမသိရပဲနဲ့ကျင်းပခဲ့တာဖြစ်တဲ့အတွက်အခုအကျိုးအကြောင်းကိုသိရတဲ့အခါကျတော့ဟိုသိရသည့်အားလျော်ဆိုတော့ထပ်ပြီးတော့ကျင်းပတာပါပဲဟိုနေ့ကတုန်းကကျင်းပတာကတော့ဒီရန်ကုန်တိုင်းဝန်ကြီးချုပ်ကအစိုးရအဖွဲ့ရဲ့မူဝါဒသဘောထားကိုပြောတယ်ထင်ပြီးတော့ကျင်းပခဲ့တာပါအခုအဲ့လိုမဟုတ်ဘူးသူ့ရဲ့ public ကခံစားချက်ကိုပြောတာလို့သိရတဲ့အတွက်ပြောင်းပြီးတော့ထပ်ကျင်းပတာပါ ဒီဒီဖြည့်ရှင်းချက်လည်းမလိုတော့ဘူးပေါ့နော်အဲ့ဒီဖြည့်ရှင်းချက်ဆိုတာကအဲ့ဒီဖြည့်ရှင်းချက်ကိုတောင်းလိုက်တာကအစိုးရရဲ့မူဝါဒသဘောထားထင်ပြီးတော့တောင်းလိုက်တာသူအစိုးရမူဝါဒသဘောထားမဟုတ်ဘူးသူ့ပုဂ္ဂလိကခံစားချက်လို့ဆိုတော့ဘာမှဟိုဖြည့်ရှင်းချက်တောင်းကြမလိုတော့ဘူးပေါ့လေနော်ဟိုသူ့ရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုတော့လေအဲသူလွတ်လပ်လပ်ပြောလိုက်တဲ့သဘောဟောခုနကတုန်းကလို့ဟိုရင်းပေါ့လေကြုံလို့သူပြောလိုက်တဲ့သဘောမျိုးပဲဖြစ်ပါလိမ့်မယ်သူ့စိတ်ထဲမှာလည်းပဲအဲ့ဒီလိုဟိုရင်းရှိချင်မှရှိမှာပါနော် အဲ့လိုရှိချင်မှရှိလိမ့်မယ်သူကြုံလို့သို့မဟုတ်ရင်လည်းပဲတစ်ဖက်ကနေတဲ့ပုံကအတင်းမေးတဲ့အတွက်သူဟိုလှုပ်ခနဲ့ပြောမိတဲ့သဘောနေမှာပေါ့လေအဲ့အဲ့သဘောလိုပဲယူဆပါတယ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုမင်းတိုင်ဟာစင်ကာပူနိုင်ငံကို၄ရက်ကြာလေးလာရခီးတွားရောက်ခဲ့ပြီးစင်ကာပူနိုင်ငံမှမြန်မာတွေနဲ့တွေ့ဆုံပွဲမှာမြန်မာနိုင်ငံမှနိုင်ငံတော်တန်ခါမဟာနိုင်ငံကအဖွဲ့ရှိနေတဲ့အတွက်မမသားမလို့အကြောင်းပြောကြားခဲ့မှုပေါ့ဇူလိုင်လ9ရက်နေ့ကမပသားဘို့ဟိုမှာအင်းစိန်မြို့ရွာမပရိယတိဆော်တင်တိုင်းမှာအထူးအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး དེ 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 དེ